မင်္ဂလာပါခင်ဗျာမေလ12ရက်နေ့ကဒီပင်မြို့နယ်အိုတိန်တွင်းရာစာတင်ကျောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခဲ့ခဲ့လို့ကျောင်းသားကျောင်းသူကလေးငယ်20ကျော်တည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုကန့်ကွက်ရှုတ်ချတဲ့အနေနဲ့မေလ15ရက်နေ့ကအမေရိကန်ဝါရှင်တန် DC မြို့မှာရှိတဲ့စစ်ကောင်စီတန်ရုံးကိုမြန်မာပြည်ချစ်တဲ့မြန်မာပြည်ဝါတွေကဆန္ဒပြခဲ့ကြပါတယ်အဆိုပါဆန္ဒပြပွဲမှာမြန်မာပြည်ဝါအညာသားဖြစ်တဲ့ကိုအောင်သူရဲ့အခုလိုလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘောဖြစ်တင်ရှုံချနာကြီးချက်တွေနဲ့အတူ အညာဒေသအပေါ်သူ့ရဲ့ပြောပြချက်ယူနင်းစကားတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့သူပြောခဲ့တာကတော့စစ်ကောင်စီတပ်တွေဟာစီးပွားရေးနဲ့လက်စားရာတွေပဲလုပ်တတ်ပြီးစစ်ကိုကောင်းစွာမတိုက်နိုင်တော့တဲ့အတွက်မြေပြင်စိုးမိုးမှုမရရှိတော့ပဲလေချောင်းကိုသာအားကိုးနေရကြောင်းအရင်ကစစ်သားအများစုဟာအညာဒေသကဖြစ်ပြီးတော်လန်ရေးစတင်တဲ့အချိန်မှစကားအညာပြည်သူလူထုဟာဆန့်ကျင်ဘက်တော်လန်ရေးတပ်ဖွဲ့တွေကိုသာဝင်ရောက်ခဲ့တာကြောင့်စစ်ကောင်စီဟာမိအေးနှခါနာတဲ့အဖြစ်ကိုရောက်ရှိခဲ့ကြောင်း အဲဒါကြောင့်လဲစစ်ကောင်စီဟာအခြားတိုင်းသားဒေသတွေထက်အညာဒေသကိုပိုပြီးအညိုကြီးစွာတိုက်ခတ်တဲ့ကြောင်းသူ့ရဲ့ရင်တွင်းခံစားချက်တွေကိုအခုလိုပြောပြခဲ့ပါတယ်။ဝါဒပြဟိုမီဒီယာဟိုအမတီမျိုးမြောက်တီမျိုးကစစ်သားရင်နဲ့ညမဟိုဘယ်လိုမှမဟုတ်စစ်ညမတက်မလို့ရအင်တန်အင်အားကြီးပြီးတော့ကမ္ဘာမှာထိုက်လောက်အဆင့်ရှိရဆိုတဲ့ဝါဒချက်နေတာတွေကအောင်မြင်ခဲ့ပြီနဲ့ဒီတော်လည်းကာလတစ်ချောင်းကြည့်တာဒီကောင်းလေးကတက်တက်နဲ့ရှင်ရှင်ပြည့်ဒီပါလားဆိုတဲ့ အဲအတိကဤလူရဲ့ဇာတ်ထဲမှာတော်တော်ရောက်လာတယ်အဲ့တော့ကြတော့ဤလူကဘာလို့ဆိုကြတော့စစ်တပ်ဆိုတာရင်းဟိုရဲလို့ပြောတယ်စစ်တပ်ကတော့မကြောက်တော့တနက်ဒီကောင်နေတနက်နေ့ချင်းရှင်ပြလို့ရှင်အဲ့ကောင်နေတည်တယ်ဆိုတာဟိုကောင်းကောင်းကြီးတည်တာပြီးတော့မြန်မာစစ်တပ်ကတကယ်စစ်မတိုက်တတ်တော့ဘူးကျောင်းမြတ်ဘာပဲလုပ်တတ်တာလို့ဆိုကြစီဝါကြီးနဲ့လက်စားကပဲလုပ်တတ်တာဖြစ်တဲ့အတွက်ကြောင့်တကယ်စစ်မတိုက်တတ်တော့ဘူးအဲ့တော့မြင်းချင်းစိုးမိုးမှုကတော့ဒီကောင်နေဘယ်တော့မှရတော့မှာမဟုတ်တော့ဒါပေမဲ့ တို့မှာအာသာချက်က၄ရင်းအာသာချက်ရှိတယ်။ဒါဒါကြောင့်ကျွန်တော်တို့အနေနဲ့ရမှာအဓိကအထူးသဖြင့်ပေါ့နော်။ကျွန်တော်တို့အညာဒေသကိုစစ်တပ်ကပို့ပြီးတော့မဲတယ်။ဘာလို့မဲလဲဆိုကြတော့အရင်တော့ကမြန်မာစစ်သားတော်တော်များများကကျွန်တော်တို့အညာဒေသထွက်ပြီးအညာသားရင်းကြအခုဘာဖြစ်တော့ဆိုကြတော့ဟိုကျွန်တော်အညာကြီးကစစ်တပ်ကဝင်တဲ့လူမရှိတော့ဘဲနဲ့သူ့ရဲ့စံပြန်ဘက်ဒေါ်လာကြီးကောက်ကလေးတက်တိုင်းအင်းဒီနဲ့ပြန်တိုက်တရားဖြစ်တဲ့အတွက်ဟိုစစ်တပ်အင်းဒီကပို့ပြီးတော့မီးရင်းနှက်ခါနာလို့ဖြစ်တာပေါ့နော် ဲ့တော့စစ်တပ်ကအညာဆိုလို့ရှိရင်ခြားတိုင်းကဒေသရင်းနဲ့ဆက်လို့ရှိရင်ပူပြီးရောမဲတယ်ပူပြီးရောဟိုဆက်နာအောင်လုပ်တယ်ဒါပေမဲ့အောင်းစရာကောင်းတာကျွန်တော်ပြည်သူတွေကလည်းပူပြီးရောလုံးလေမီးရှို့လေပူအဲ့လိုမျိုးပေါ့နော်နှိမ့်ဆက်လေပူပြီးရောဒုပေါ်မှာစိတ်နာလေပူပြီးရောဟိုစိတ်သက်ပူခိုင်းပါလားလေပေါ့နော်အဲ့လိုမျိုးဖြစ်လာရဲ့လို့ကျွန်တော်ခံစားရတယ်ကုလိုစန္နပြပွဲကိုဘာကြောင့်တက်ရောက်ဖြစ်ခဲ့တာလဲဆိုတဲ့မိကုန်းနဲ့ပတ်သက်ပြီးအညာသားကိုအောင်သူက ဆန္ဒပြပွဲကျွန်တော်များကအားရအားလို့မျိုးပေါ့ဝဲအားဖြင့်ဝင်းရနေကြပါဒီနေ့ကအဓိကလာဖြစ်တဲ့အကြောင်းအရာဒီလေချောင်းတိုက်ခတ်ခံရတဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကလေးတွေဒီ social media မှာကြည့်ပြီးတော့မှဒါပေမဲ့ကြည့်ပြီးတော့မှဘယ်လိုမှအဲ့လိုမျိုးမခံစားနိုင်ဘူးဆိုတော့ show some sympathy and then show some courage ဘယ်လိုရောမဟုတ်ဘူးတော်ဆန္ဒကိုထုတ်ပေါ်ခြင်းနဲ့ဆိုရယ်စိတ်ကြောင့်ဒါလည်းဒါရောက်ခဲ့ခြင်းဖြစ်ပါတယ်အဲတရားမျိုးကနေရာတိုင်းမှာလည်းကြုံရတယ်ဒါပေမဲ့ ဒီတစ်ခါလည်းပြောပါတော့စာတီကြောင်းဟိုနေရာတိုင်းမှာလီကြောင်းတိုက်ခတ်ခဲ့တယ်ဒါပေမဲ့ဟိုပူပြီးတော့ခုရပိုင်ဆိုချက်မကြပူသုံးပြတော့ပူကြည့်ရချိန်မှာပူပြီးတော့အဲစီတော့အဲ့လိုမျိုးခံစားရတဲ့အတွက်ကြောင့်ဘာမှအများကြီးမပြောင်းလဲနိုင်တဲ့တောင်မှအ ਨੇ ဆုံးခုရဲ့အဲစိတ်ဆန္ဒကိုဟိုထောက်ပုတ်ဖော်ထုတ်ခြင်းနဲ့ဆိုရဲအဓိကဟိုဘယ်လိုပြောမလဲ စိတ်ဆန္ဒကျကြောင်းကြောက်လာတယ်ခုလိုစာတင်ချောင်းကိုစစ်ကောင်စီတက်ကရရဲ့ဆက်ဆက်ဘုံချဲခဲ့တဲ့အပေါ်သူ့ရဲ့အမြင်ကတော့ဘယ်လိုပြင်းလဲဆိုတော့အဲစစ်တပ်ပေါ်မှာကျွန်တော်ကငွေကလေးကအဲဒီဒေါက်တာကြီးလက်ထက်မှာကလေးကကျွန်တော်ကစစ်တပ်အကြမ်းဟိုစစ်တပ်လိုတတ်မှတ်ပြာဟိုအရင်ကလေးကမြန်မာစစ်တပ်ကတိုင်းသားရေပေါ်မှာဒီလိုမျိုးဟိုဂျနိုဆိုက်လဲလုပ်တယ် မျိုးမျိုးတိတ်ဆက်ခဲ့ဆိုတာဟိုတော့ဟိုဒီဟိုတော်လိုင်းမဖြစ်ခဲ့ခင်ကညီမစစ်တဲ့အကြောင်းတော့ကောင်းပြီခဲ့ဒါပေမဲ့အဲ့ဒီကကျွန်တော်ကဟိုညီမစစ်တဲ့ကိုအရင်ထောက်ဝေးကြခဲ့အဲစစ်တဲ့ကဒီလိုမျိုးလုပ်တယ်ကကျွန်တော်တို့တော့ဟိုဒါဟိုစစ်တဲ့တော့ဟိုအခုကြမှာဟိုညီမညီမကြည့်သူညီမဟိုညီမတိုင်းလားပေါ့နော်ဟိုမာလူမျိုးတွေအပေါ်မှာအဲဟိုမာ ကနေတဲ့အညာဒေသမှာလောက်လာဖြစ်တဲ့အတွက်မြန်မာတော်တော်များများသိကြပြီးတော့မှစစ်တပ်ကတလူပါလားဆိုတာသိတာအခုလိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တဲ့အပေါ်ပြည်သူလူထုကဘလို့ဖြစ်သွားမလဲကြောက်သွားနိုင်လောက်လားဆိုတဲ့အပေါ်သူ့ရဲ့အမြင်ကတော့ကြောက်သွားမယ်လို့ကျွန်တော်မထင်ဘူးဗျာဘာလို့လဲဆိုတော့အဲပုံပြီးတော့စစ်တပ်ပေါ်မှာပုံပြီးမုန်းတီးပြီးတော့ပုံပုံပြီးတော့ဟိုတော်လည်းစိတ်သက်တည်ပုံပြီးတော့အတိတ်အတန်တည်ပုံခိုင်မာလာမယ်လို့ကျွန်တော်ထင်တယ် မကြောက်တဲ့လူကတော့ကြောက်မှာပေါ့နော်ထိုင်းတဲ့လားဟိုကျွန်တော်ကမကြောက်တော့ဘူးလို့ပြောနေပြီပဲဟိုအမင်းတော့ US မှာရောက်နေလို့သူဒီလိုသကားမျိုးပြောနိုင်တာပေါ့သူဟိုမြန်မာပြည်ရလူတွေကလည်းတချို့ကလည်းပြောတော့ပြောနိုင်တာဟုတ်ပါရဲ့အဲ့ဒါလေးဖန်သွားပါတယ်ဒါပေမဲ့ကျွန်တော်အညာသားတွေအညာသူညာသားရဲ့စိတ်ဓာတ်ကရိုးရှင်းတယ်အဲဒီဟာဟိုဘယ်လိုမို့ဘိုးချုပ်ဟိုဘာဒီနိုင်ငံရေးမှာဘိုးချုပ်အစအဲနေသားတဲ့အကောင့်နဲ့ဘိုးချုပ်အစပြုံးပြကောင်းတဲ့သိအဲတန်းရွှေ အောင်တောင်းသူကွန်ပျူတာထွက်ခဲ့တဲ့နေရာဆိုတာနိုင်ငံရေးတိုင်းဟိုဒီအကြီးကျယ်ရောတာဟိုပါဝါကြီးရဲ့နေရာအရာသားကြီးကရုပ်ခဲ့မှုရဲ့ဒီပါရဲ့နေရာမှာလည်းတာဝန်ထမ်းဆောင်ခဲ့မှုရဲ့အဲ့တော့ကျတော့အညာသားကြီးကတကယ်စစ်တပ်ကိုတော်လှန်ခြင်းစိတ်ဖြစ်လာပြီးတကယ်တော်လှန်နေပြီလို့ကျွန်တော်ခံစားရတဲ့ကြောင့်ဂျီပွဲကဘယ်လိုလဲပြောနိုင်ဘောနော်အနည်းနဲ့ပြန်ကတော့ကျွန်တော်ဘက်ကနိုင်မယ်လို့ကျွန်တော်ကပြောမှာယုံကြည် စာတင်ကြောင်းကိုရရဆက်ဆက်ဘုံကျဲခဲ့တဲ့စစ်ကောင်စီအပေါ်အညာဒေသပြည်သူလူထုတွေရဲ့စိတ်ထဲမှာဘလို့တက်ရောက်သွားမလဲဆိုတဲ့အပေါ်သူ့ရဲ့အမြင်ကတော့ပေါ်ပြီးတော့သူစစ်တပ်ပေါ်မှာစိတ်နာပြီးတော့မှဒီကောင်းနေမရှိမှပဲအေးမယ်လို့တွေးတဲ့လူကအယောက်တရာမှာ85ရာလောက်ရှိလာတယ်ဖြစ်တယ်။ဘူးပါပါတော့အရင်ကကျွန်တော်ရောမှာဆိုလို့ရှိရင်တော်လိုင်းနဲ့တော်လိုင်းကကွေးတက်တယ်ကို ဟိုထောက်မှုမလုပ်ချင်တဲ့လူတွေရှိတယ်။ဖန်ခံဖန်တီကံမှာအကြောင်းဆိုပါဘာ။ဒါပေမဲ့ကျွန်တော်ပြောဆိုလို့ရှိရင်အခုလက်ရှိချိန်ထိဘာမှတိုက်ခိုက်မှုတော့မခံရသေးဘူး။ဒါပေမဲ့ပို့ပြီးတော့ထောက်ပတ်လာရင်ဘာလို့ဆိုကြတော့ဟိုသူတို့ကတကယ်ကိုကာကွယ်ပေးတယ်ဆိုရဲဟိုလုံခြုံမှုကာကွယ်ပေးတယ်ဆိုရဲအဲဟိုတည်သူရွာသူရွာသားကြီးอ่ะဗောနော်ဒီကာကွယ်ရေးတပ်တွေကသူတို့တကယ်ကာကွယ်ပေးတယ်ဆိုရဲစိတ်ခံစားမှုကိုရရှိနေတယ်အဲ့ဒါကြောင့် ကာကွယ်ရေးတပ်တွေကိုသူတက်နေတယ်ဗျအဲအမျိုးမျိုးထောက်ဖို့လုပ်ကြရပါဘူးအခုလိုစာတင်ချောင်းကိုရရဆက်ဆက်ဘုံကျဲရဲတဲ့လေတပ်ကိုဘာပြောကျင်လဲဆိုတဲ့အပေါ်သူ့ရဲ့အမြင်ကတော့စာတင်ချောင်းကိုဘုံကျဲရဲဟာဘလူးမလက်ခံနေတဲ့အကြောင်းမရှိဘူးဒါပေမဲ့ဒါကျွန်တော်ကလူခွေဟိုနိုင်ငံကစံနှုန်းတွေကိုကြည့်ပြီးတော့လက်မခံနိုင်ဘူးလေကွာဒါပေမဲ့စစ်တပ်ကကောင်တွေကကြတော့အဲ့လိုမျိုးသူ့မှာဟိုအဲ့လိုမျိုးအတွေးခေါ်မရှိဘူးဟိုအတွေးခေါ်မရှိအောင်လဲရိုက်သွင်းထားတာဖြစ်တဲ့အတွက်ကြောင့် ်ဟောဂျီအိုင်ကဟိုဟိုမှားနေပါလေလို့ပြောလေသူတို့ကဘယ်လိုပြောမလဲသူတို့မြင်တဲ့သူအမှန်တရားပေါ့နော်အဲ့လိုကြီးနဲ့ရှင်းတန်နေရဆိုကြတော့ပြောလိုက်တာတခုကတော့ဒီကောင်းလေးမရှိပါအေဂျင့်မှာမြန်မာစစ်တပ်တခုလုံးမရှိမှာကျွန်တော်ဗမာပြည်အေဂျင့်မှာအဲ့တော့ကြာဗမာပြည်တကယ်အေဂျင့်ဒီဟိုအေဂျင့်မို့ကျွန်တော်မျှော်လင့်နေဆိုလို့ရှိရင်ဗမာစစ်တပ်မရှိဘူးဟိုကဟိုပထမအရေးကြီးဆုံးအချက်ပဲဗမာပြည် ကျွန်တော်ဗမာပြည်အခုချိန်အခုလိုအခြေအနေမျိုးဖြစ်နေရတယ်အဓိကတည်ခရမြန်မာစစ်တပ်မြန်မာစစ်တပ်မရှိတော့ခါမှသာလေဗမာပြည်ရဲ့ဒီမိုကရေစီလဲရဟိုအကုန်လုံးလူတွေတောင်းတဲ့ဒီမိုကရေစီလဲရမယ်ဖက်ဒရယ်လဲသားလို့ရမယ်မြန်မာစစ်တပ်ရှိနေမြတ်ကာလပတ်လုံးကတော့ဘယ်တော့မှဘာမှဟိုဘယ်လိုပြောမလို့ရမှာမဟုတ်ဘူးရခဲ့ရင်တောင်မှအတူရောင်အားလွဲပြီးကို2008လို့အတူရောင်အားလွဲပြီးအဲ့ထက်ဘာမှကျွန်တော်ပုံမျောလင်းလို့မရဘူး ်ဒီဘွဲအဓိကအဆုံးပြကတန်းသားလေးကိုမလေးစားဘာဟိုဟိုဖြစ်တာမဟုတ်ဒီဘွဲရဲ့အဓိကဟိုအဆုံးဖြတ်ဖြစ်လာမဲ့ခါတော့ကျွန်တော်တို့အညာကအဓိကဖြစ်လာမယ်လို့ကျွန်တော်ကယုံကြည်တယ်အညာအနေနဲ့သုံးမှုရရတဲ့တဲ့တဲ့ထဲနိုင်ငံတကာကလည်းကျွန်တော်တို့ယုံကြည်အားကိုးရတဲ့ NGO ကိုအစိုးရတရားနေနဲ့အတိမတ်ပြုလာပဲလို့ကျွန်တော်ကတော့ခံစားရတယ်